ကဲကျဲတင်းချိုင်းတွေကိုပြောကြအောင်เนาะကျဲတင်းချိုင်းလို့ပြောမလားကျဲတွေရဲ့ dead bodies လို့ပြောမလားပေါ့เนาะကျဲတွေကသူတို့ရဲ့သင်္ခါရသဘောတရားအတိုင်းပဲအချိန်တန်လို့သူတို့ရဲ့ဘဝခြုံငိမ့်သွားတဲ့အခါမှာကျဲတွေကသူတို့ရဲ့ရုပ်ကလတ်တွေအနေနဲ့ဘာတွေခြံထားခဲ့လဲဆိုလို့ရှင်เนาะ white dwarf တွေရှိတယ်တခါတလေ neutron stars တွေခြံထားခဲ့တယ်တခါတလေကြာလို့ရှင် black holes တွေခြံထားခဲ့တယ်စကြဝဠာထဲမှာเนาะဒီကောင်တွေရှိတယ်เนาะစိတ်ဝင်စားစရာကောင်းတယ်ဒီအကြောင်းတွေကိုကျွန်တော်အစပြောမလို့စဉ်းစားတယ်ဒါမဲ့ကျွန်တော် သတိရလိုက်တာကျွန်တော် the nerdy space မှာ နော် Cherry Galaxies နဲ့ပတ်သက်လို့ပြောထားတာအများကြီးမရှိသေးဘူး။အဲ့တော့ဒီအပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်အပိုင်းကြီးလုပ်ပြီးတော့ဒီ Cherry Galaxies နဲ့ပတ်သက်လို့ကျွန်တော် Stars 101ဆိုပြီးတော့တော့မှဟိုဟာဟိုဟာနော် title လေးတတ်ထားတယ်။အပိုင်း6ပိုင်းခွဲပြီးတော့ကျွန်တော်ရှင်းပြတယ်နော်အဲ့တော့နံပါတ်၁ကတော့ introduction ပေါ့နော်အဲ့တော့ Cherry Galaxies တွေအကြောင်းကိုအခြေခံအချက်အလက်လေးတွေစပြီးနည်းနည်းပါးပါးပြောခြင်းနဲ့ ပြီးလို့ရှိရင်ကျတော့နံပါတ်1က classification အော်ကျွန်တော်ဒီစက်ကြာမှာရှိတယ်ကျဲတွေကိုအယောင်နေနဲ့ဘယ်လိုခွဲခြားလဲ size တွေနဲ့ဘယ်လိုခွဲခြားလဲတောက်ပမှုတွေနဲ့ဘယ်လိုခွဲခြားသလဲတက်တန်းတွေနဲ့ဘယ်လိုခွဲခြားသလဲနော်ဒါပါဝင်မှုတွေနဲ့ဘယ်လိုခွဲခြားသလဲဒါတွေကျွန်တော်ပြောချင်တယ်ပြီးလို့ရှိရင်ကျတော့သူတို့ရဲ့ဘယ်လိုမွေးဖွားလာလဲဘယ်လိုကျဲတွေဖြစ်လာလဲဆိုတော့သူတို့ရဲ့ bud ပေါ့နော်မွေးဖွားလာမှုအကြောင်းလေးကိုအရှင်းပြချင်တယ်နော် ပြီးတဲ့ခါမှာဆိုတော့တို့ရဲ့ live ပေါ့နော် live ဆိုရာဆိုကြတော့တို့ရဲ့တက်တန်းဘယ်လောက်ရှိတယ်တက်တန်းတွေမှာတို့ကဘလို့တောက်ပနေတာလဲနော်ဘလို့တွေဟိုနေဖြစ်ခဲ့တာလဲပေါ့ဘလို့တွေ energy တွေပေးတယ်လဲပေါ့နော်ဒါတွေကျွန်တော်ပြောချင်တယ်ပြီးလို့ရှိရင်တော့ဟာလာသင်္ခါရသဘောတရားတိုင်းပဲ death ပေါ့နော်တို့ရဲ့တက်တန်းကုံဆုံးသွားတဲ့ခါမှာဘာတွေဖြစ်တယ်လဲနော်အကာလုံးရဲ့ဖြစ်စဉ်ကတူသလားမတူဘူးဟဲ့လားလူတွေတောင်တယောက်နဲ့တယောက်နဲ့နောက်ဆုံးနေနေမတူသလိုပဲကြဲတွေကလည်းတစ်လုံးနဲ့တစ်လုံးတို့တွေနောက်ဆုံးချိန်နေမတူဘူးဘယ်လိုတွေကွာတယ်လဲဆိုတာတွေပြောမယ် ပြီးတဲ့အခါမှာတော့နောက်ဆုံးနောက်ဆုံးနံပါတ်6အနေနဲ့ကတော့ dead body spot သူတို့ရဲ့ရုပ်ကလပ်တွေเนาะတင်းကြိုင်းတွေခုနပြောရဲကျွန်တော်၃ခုရှိတယ် white dwarf neutron star black holes ဒါတွေဘယ်လိုဖြစ်လာလဲဆိုတာလည်းကျွန်တော်ပြောခြင်းနဲ့အဲ့တော့အပိုင်းအပြင်6ပိုင်းရှိတယ်နည်းနည်းလေးရှိတယ်เนาะအဲ့တော့အပိုင်းခွဲပြီးပြောအားလုံးမင်္ဂလာပါ The Nerdy Space ကပါအဲ့တော့ introduction နေနဲ့ဟလာအစပိုင်းနေနဲ့ပြောရင်အဲ့တော့ကြယ်တွေကိုဘယ်ကစပြီးကျွန်တော်ပြောခြင်းလဲဆိုတော့ every star is a sun နော်ကြဲတိုင်းကြဲတိုင်းဟာနေတလုံးဟာဒါလေးများတိတာပေါ့ကွာဘာလို့ပြောနေလဲဆိုတော့တကယ်တော့အဲ့ဒါကိုမသိသေးတယ်အဲ့ဒါကိုလက်မခံသေးတဲ့လူတွေလည်းရှိတယ်အဲ့ဒါကြောင့်မလို့ပြောတာဟောကတိကတ်တ်ပေါ့နော်ဟာ a sun လို့ရေးထားတယ် a sun ဟုတ်လားအင်္ဂလိပ်စာမှာသင်တယ်ဟိုနေကိုပြောရင်အမြဲတမ်း the sun လို့ပြောရတယ် the sun the moon ဘာလို့ a sun လို့ရေးထားလဲဆိုတော့နော် ဟိုကဒါအင်္ဂလိပ်စာမဟုတ်ဘူးเนาะအာဂါသအကြောင်းပြောနော်ဟိုကျွန်တော်အင်္ဂလိပ်စာမှာဒါသဘောလောကသဘောတရားရတော့နေဆိုတာတလုံးမရှိတယ်လीအဲ့ဒါကြောင့် the sun ဆိုပြီးတုံးတာเนาะစัจ java လာမှာနေရတလုံးနဲ့ရှိတာမဟုတ်ကြေတိုင်းကြေတိုင်းကနေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကြေတိုင်းကြေတိုင်းဟာနေတလုံးဖြစ်တယ်အဲ့လိုမျိုးပြောထားတာ every star is a sun ဟုတ်ပြီเนาะကြေတိုင်းကြေတိုင်းနေတလုံးနေဒီဟာလေကြေပဲเนาะဘာဖြစ်လို့ နေကိုပဲနေပတ်မှာမြင်ရပြီးတော့ဟလာတခြားကျဲတွေမမြင်ရတာလဲဘာလို့တခြားကျဲတွေကိုနေလိုမျိုးတောက်တောက်ပတ်ပတ်မမြင်ရတာလဲဆိုရင်အကွာဝေးကမဖော်ပြနိုင်လောက်အောင်ကိုကွာတယ်เนาะအဲ့ဒါကြောင့်မလို့ဖြစ်တယ်နောက်တစ်ခုအနေနဲ့ပြောချင်တာကဘာလဲဆိုတော့ဟုတ်ပြီ fuel ပေါ့အဲ့တော့သူကဘယ်လိုနေရာတောက်ပတ်နေလဲဆိုလို့ရှင် nuclear fusion လို့ခေါ်တဲ့ reaction တောက်ပတ် နော်အဲ့တော့အချို့တွေကမေးတယ်ကျွန်တော် comment မှာမေးထားတာတယောက်လည်းရှိတယ်ဘာလဲဆိုတော့စက်ကြဝလာထဲမှာလေမရှိအောက်ဆီဂျင်မရှိဘဲနဲ့နေကဘလို့မီးလောင်နေတာလဲဘလို့လောင်ကျွမ်းနေတာလဲဘလို့ burn ဖြစ်နေတာလဲဆိုပြီးမေးထားတာတူရှိတယ်အဲ့တော့အဲ့တော့လောင်ကျွမ်းနေ burn ဖြစ်တယ်ဆိုတာကျွန်တော်တို့ဒီကဘာပေါ်ကလူတွေရဲ့အမြင်အားဖြင့်ဆိုရင်နော်တက်သားတွေမီးလောင်နေစက်ကူမီးလောင်နေဆိုတာဘာဖြစ်လဲအပူကြောင်းမလို့အဲ့ဒီ compound နေနဲ့လေထဲမှာရှိတဲ့အောက်ဆီဂျင်နဲ့ပေါင်းဆက်ပြီးတော့မီးလောင်တာကိုဒါကိုပြောချင်တာဒါကျွန်တော်တို့နားလေလေလောင်ကျွမ်းမှု ဒါပေမဲ့အကုန်လုံးအဲ့လိုမဟုတ်နေဘူးဟုတ်တယ်မလားဥပမာဆိုကြပါစို့ဟီရိုရှိမားနာဂါဆာကီချလိုက်တဲ့ atomic bomb နော်ဆိုရင်ဒါပါဆို fission nuclear reaction လို့ခေါ်တယ် uranium uranium တွေကွဲ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 ထပ်ထွက်ပြီးတော့ energy တွေထွက်လာတာနော်ဘာအောက်ဆီဂျင်မှမလို့နော်အဲအဲ့လိုပဲပေါ့နေကလည်းဘာဆို hydrogen atom တွေပေါင်း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 ပြီး helium တွေဖြစ်အောင်ပြောင်းပြီးတော့အဲ့ဒီကနေ energy တွေအများကြီးထွက်လာတာ e = mc² နဲ့တူတဲ့ဟာမျိုးနော်အဲ့ဒီတော့ အဲ့ဒီဖြစ်စင်မှာလည်းဘာအောက်ဆီဂျင်မှမလို့အောက်ဆီဂျင်နဲ့ပေါင်းပြီးမီးလောင်နေတာမဟုတ်ဘူးเนาะအဲ့တော့ဟိုနေရမီးလောင်နေတာဟုတ်သလားမဟုတ်သလားဆိုပြီးမေးလို့ရှင်တော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုလို့ရှင်မီးလောင်နေဆိုတော့ခင်ဗျားတို့ကျွန်တော်ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုလဲဆိုတာလည်းမပြောရအောင်เนาะအောက်ဆီဂျင်နဲ့ပေါင်းပြီးလောင်မြိုက်ခြင်းလို့ထိပ်ထိပ်ဖွင့်အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင်တော့နေဒီမီးလောင်နေတာမဟုတ်ဘူးဒါပေမဲ့နျူကလ িয়ার ရီအက်ရှင်ဖြစ် အဲ့ဒီဂျယ်ဒီနေတဲ့ဘယ်ဆိုင်ကစပြီးတော့ဖြစ်ခဲ့လဲဆိုရင်တဲ့เนาะအဲ့တော့ကျွန်တော်တို့ဟိုးစက်ကြဝဠာရဲ့အစကိုတော့ big bang ဆိုပြီးတော့ယူဆကြရတယ်ပေါ့เนาะအဲ့ဒီ big bang ဟိုးအစအနှစ်သန်းပေါင်း14.5လာ14.6 billion years ago အဲအဲ့ဒီအချိန်ကပေါ့เนาะဘဝေတ္တိအဲ့ဒီကနေစပြီးတွက်လိုက်တာတဲ့အဲ့တော့အနှစ်ပေါင်းတသိန်းခွဲလောက်ကြာတဲ့အခါမှာတဲ့စက်ကြဝဠာဘာလို့ဆိုစက်အဲ့တော့အဲ့ဒီ big bang ဖြစ်တော့ဆိုလို့ရှိရင်အရန်ကိုပူတယ်အရန်ကို energy များတယ် နော်အဲ့ဒီအချိန်မှာဘာ atoms မှလည်းမရှိနိုင်ဘူးနော်ဟိုးအစားဆို particles တွေကောင်မရှိဘူး energy တွေပဲရှိတာနော်အဲ့ဒါမှတဖြည်းဖြည်း particles တွေစဖြစ်လာတယ်နော် protons တို့ neutrons တို့ electrons တို့တဖြည်းဖြည်းဖြစ်လာတယ်ဖြစ်လာပြီးတော့မှဘာဖြစ်ဆို a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  လာတဲ့အခါမှာ proton တွေနဲ့ electron တွေနဲ့ပေါင်းပြီးတော့ atoms ဆိုတာမျိုးစဖြစ်လာခွင့်ရတယ်အဲ့ဒီအချိန်ကျမှ atoms ဆိုတာစပေါ်လာတာအဲ့ဒီပေါ်လာဖို့တော်တော်ကြာတယ် အဲအဲ့ဒါလိုမျိုးပေါ့နော်အဲ့တော့အဲ့ big bang ဆိုတာဖြစ်ပြီးအနှစ်တသိန်းခွဲလောက်မှာမှကျယ်ဆိုတာပထမဆုံးစပြီးတော့ဖြစ်ခွင့်ရတယ်ဒါပေမဲ့ဘယ်လိုတွေဖြစ်လာလဲဆိုလို့ရှင်ဒါပြီးတော့အသေးစိတ်ပြောပြမယ်အဲ့တော့ပြောရမှာဆိုအများကြီးပဲဆိုတော့ဒါလေးကခုဒီလိုပဲကြော်လိုက်ဒါကျယ်တွေနဲ့ပတ်သက်လို့အခြေခံအချက်လက်ပေါ့နော်။နောက်ပြီးတော့ကျယ်တွေကသူ့လိုတလုံးတည်းထီထီတက်တက်နေနေတဲ့ကျယ်တွေလည်းရှိတယ်။တစ်ခါတလေကျရင်အစုအဖွဲ့နဲ့နေတာရှိတယ်နော်။အဲ့တော့အစုအဖွဲ့နဲ့နေလို့ရှိရင်တော့ကျွန်တော်တို့ကမနှလုံးပူးပြီးနေနေရဆိုလို့ရှိရင်နှလုံးပူးပြီးဒလိုဒလိုလဲနေတဲ့ဟာတွေဆိုလို့ရှိရင်တော့ binary star လို့ခေါ်တယ်နော်။ ်ဟောကျွန်တော်တို့နေလိုချယ်မျိုးဆိုတော့သူကတစ်လုံးတည်းတီးတီးတန့်တန့်နေနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါဟိုဟာ single star ပေါ့အဲ့လိုမျိုးပြောလို့ရနော်အဲ့တော့ binary star တွေ binary star system မှာဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုတော့ planet တွေက stable မဖြစ်ဘူးတော့သူတို့ပတ်နေတဲ့ဂျိုတွေက stable မဖြစ်ဘူးဟလာဟို three body problem ဆိုတော့ရုပ်ရှင်လေးရှိတယ်เนาะအဲ့ဒါလေးတော်တော်ကောင်းတယ်ကြီးကြီးလိုက်ပေါ့เนาะအဲဒီမှာတော့ရှေးွားမှာဆိုလို့ဒါမပြောတော့အဲ့တော့ဒီလိုမျိုးတွေရှိတယ် ါမဲ့အဲ့ဒီကြယ်လေးအကုန်လုံးဟာတို့ကိုထပ်ပြီးတော့ဟလာ zoom out လုပ်ပြီးတော့ခြုံကြည့်လိုက်မယ်ဆိုရင်ဘာသွားတွေ့လဲဆိုတော့တစုတဝေးနဲ့နေနေတဲ့ galaxy ကြီးတွေရှိတယ်เนาะကြယ်တွေကအဲ့တော့ကျွန်တော်တို့ planets တွေကကြယ်ကိုလှည့်ပတ်နေတယ်လို့ပဲကြယ်တွေအကုန်လုံးကလည်းအလုံးက galaxy နဲ့အစုအဝေးနဲ့နေပြီးတော့ galaxy ရဲ့ center ကိုလှည့်ပတ်နေတာဖြစ်တယ်เนาะအဲ့တော့ galaxy တွေမှာဘလို့အမျိုးအစားရှိတယ်လဲဆိုလို့ရှိရင်အဓိကတော့၃မျိုးပေါ့ဗျာအဲ့တော့နံပါတ်၁ကတော့ spiral galaxy လို့ခေါ်တဲ့ဟာ အဲ့တော့ spiral ဆိုတော့ကျွန်တော်ပုံလေးပြထားတယ်เนาะအဲ့တော့ဟိုပင့်ကူလက်တန်လိုပဲပေါ့လက်ချောင်းကြီးတွေရေပွဲလိုလက်တန်ကြီးနဲ့မှလဲပတ်နေတဲ့ဟာမျိုးဒါ spiral galaxy လို့ခေါ်တယ်เนาะမှာကျယ်ဒီအများကြီးပဲတကယ်တန်းနဲ့ချီပြီးတော့ရှိတယ်เนาะအဲ့ထဲမှာမှဒါကျွန်တော်တို့ကျွန်တော်တို့နေတဲ့ Milky Way Milky Way galaxy နဂငွေတန်း galaxy ဒီလေ spiral galaxy ပဲเนาะအဲ့မှာကျွန်တော်တို့နေဒီလေအဲ့ထဲကကျယ်တလုံးအပြင်လက်တန်နာမှာရှိတယ်เนาะ ဟုတ်ပြီအဲ့တော့အဲ့လို spiral galaxies တွေကတကယ်တော့ galaxy တွေထဲမှာသူအများဆုံးเนาะအများဆုံးဆိုအပေါ်အများဆုံးပေါ့ဗျာဘယ်လောက်ရာခိုင်နှုန်းလို့တော့မမှတ်မိတော့ခဏ၁၀90ရာခိုင်နှုန်းလောက်ရှိမယ်เนาะအဲ့ spiral galaxy တွေရဲ့ခလဲကောင်တက်တက်မှာတော့ဘာရှိလဲဆိုလို့ရှင်ကျွန်တော်တို့အလုံးနားလည်ထားတာ super massive black hole လို့ခေါ်ရယ် black hole ကြီးအကြီးစားရှိတယ်အဲ့ဒါကိုခလဲထားပြီးတော့ကျယ်လေကောင်တော့လဲပတ်နေတာဖြစ်เนาะအဲ့ဒီမှာသူ့ကိုလဲပတ်နေတဲ့ခါမှာကျယ်ကောင်ပေါင်းတန်းနေချီပြီးရှိတယ်လို့ဟလာဓာတ်ငွေစုစုဝေးတွေဟလာကျွန်တော် big bang စပြီးတော့ဖြစ်ကလေးက ကြံခဲ့တဲ့ hydrogen helium ဓာတ်ငွေတွေကလည်းအဲ့ထက်မှအကုန်လုံးပြန်ကျဲပြီးတော့ရှိနေတယ်ထူတဲ့နေရာထူတယ်ပါတဲ့နေရာပါတယ်နော်အဲ့လိုပဲကျွန်တော်ဘာရှိလဲဆိုတော့ dark matter ဆိုတဲ့ဥစ္စာတွေလည်းရှိတယ်လို့ပြောတယ်နော်အဲ့တော့ dark matter တော့နည်းနည်းလေးနက်သွားပြီသူကြီးပဲတတ်တတ်တော့ပြောရမယ်ဘာလို့ dark matter ရှိလဲဆိုတော့သူကတွေးလိုက်တာဒီဥမာကျွန်တော်တို့နေဆက်ကြပါလားမှာဆိုရင်ဂျိုးတွေအကုန်လုံးနေကိုလှည့်ပြီးလှည့်ပတ်နေတဲ့ဥစ္စာကိုကျွန်တော်က newton law တွေပိုင်းအကုန်တွက်လို့ရတယ်တွက်လိုက်လို့ရှင်အကုန်လုံးအတွက်ချေအကုန်ကိုက်တယ် ဒါပေမဲ့ Galaxy State မှာဒီ Super Massive Black Holes ကိုကျယ်တွေလဲပတ်နေတာတဲ့။နော်ဒီကျယ်တွေကိုပဲသွားကြည့်ပြီးတော့တွက်လို့ရှင်တွက်ချင်မကြိုက်ဘူး။မကြိုက်ဘူးဆိုတာတခုခုလွဲနေတယ်။နော်အဲ့ဒါကြောင့်မလို့တော့တိတ်ပတ်ပညာရှင်တွေကအဲ့ဒီကျယ်တွေ Dread 2တွေအပြင်တို့တိုင်းထွာလို့မရတဲ့ Dark Matters ပါဒီ Galaxy တွေမှာရှိတယ်လို့တို့ကတွေးကြတယ်။နော်တတ်တေတော့ပြလို့မရသေးဘူး။ဒါပေမဲ့ဒါကလည်းနောက်ထပ် topic တစ်ခုပေါ့နော်။ ပြောတာတခြားအကြောင်းတွေအရင်ရောက်သွားပြီအဲ့တော့ဒါ spiral galaxy ဆိုတာရှိတယ် galaxy တဲ့တမျိုးစားနော်အဲ့ဒီ spiral galaxies တွေမှာတဲ့နော်အဲ့တော့ခလေးအဲ့တော့ဘာပါတဲ့ဟာနဲ့ဘာမပါတဲ့ဟာဆိုပြီးတော့ရှိသေးတယ်ဟာဘာလဲဘာဆိုတာဘာလဲဆိုတော့ခလေးကအချောင်းအဲ့တော့ကျွန်တော်ပုံနှစ်ပုံရှင်ပြီးတော့ပြထားကြည့်ကြည့်လိုက်ပေါ့နော်အဲ့တော့ဒီပုံမှာဆိုလို့ရှိရင်ခလေးမှာအလိုအတန်းလေးတန်းတန်းရှိတယ်နော်အဲ့ကတန်းတန်းခလေးကိုဖြတ်သွားတယ်အဲ့ဒါကိုဘာပါတဲ့ galaxies လို့ခေါ်တယ်ဟိုကဘာမပါတဲ့ဥစားနော်အဲ့တော့ဘာပါတဲ့ဟာပုံများတယ်သုံးပုံနှစ်ပုံတော့ရှိတယ် တော့သူတို့ကဘယ်လိုသတ်မှတ်ကြလဲဆိုတော့အဲ့လိုဘားပါတဲ့ဟာတွေဟာတဲ့ဘာလဲဆိုတော့ရင်းကျက်ပြီးသား galaxies တွေလို့ဒါသတ်မှတ်နောက်ထပ် galaxies ပါမျိုးစားရှိတယ်လဲဆိုလို့ရှိရင် elliptical galaxies ဆိုတာလည်းရှိတယ်เนาะသူကကြတော့ခုနလိုပဲ arms တွေမပါတော့ဘူးခါလာရေဘဝဲလက်ကြီးတွေလို့မပါတော့ဘူးအလုံးလိုက်ကြီးပဲရှိနေတယ်အဲထဲမှာလည်းကျယ်တွေကတော့အများကြီးပဲเนาะအဲ့ဒီ elliptical galaxies တွေကတော့အနည်းစုဖြစ်တယ်ပြီးတော့သူ့ထဲမှာဓာတ်ငွေတွေနေတယ်เนาะဓာတ်ငွေတွေနေတဲ့အတွက်ကြောင့်မလို့ကျယ်အစ်စ်မွေးဖွားမှုတွေနေတယ် ဲ့တော့တို့ကတော့ဘယ်လိုတွေးကြလဲဆိုတော့ဟလာဒီ spiral galaxy တွေတစ်ခုနဲ့တစ်ခုတိုက်ပြီးတော့ elliptical galaxy အဖြစ်ပုံပြက်ပြီးကြံခဲ့တယ်လို့တွေးကြတဲ့လူတွေလည်းရှိတယ်ကျွန်တော်တို့ဒါမှမသိနော်ကျွန်တော်တို့လည်းအားလုံးသိတာပါဆိုကျွန်တော်တို့နေထိုင်တဲ့ milky way galaxies နဲ့ကျွန်တော်တို့ဒီအိမ်နီးချင်း galaxy ဖြစ်တဲ့ andromeda နဲ့ကလည်းတစ်ချိန်ကြာရင်တိုက်ကြတော့မယ်ဆိုပြီးတော့ပြောတယ်နော်အဲ့တော့အဲ့လိုတိုက်သွားတဲ့ခါမှာလက်ကျန်တဲ့ခါတွေက elliptical galaxy တွေဖြစ်ပြီးကြံခဲ့တယ်လို့ပြောတယ်ဟုတ်မဟုတ်တာဘယ်သူမှမသိနော်နောက်တတိယ galaxy အမျိုးအစားကတော့ဘာလဲဆို irregular တဲ့နော် irregular ဆိုတော့ဒါပုံအနေနဲ့တိတိကျကျပြောလို့မရ ောက်ရှိကျင်တယ်လို့ရှိနေတဲ့ကျဲအစုအလေးရှိတယ်ဟုတ်ပြီနော်အဲ့ဒါမှတခုပေါ့နော်ကျွန်တော်ကအရင်တော့ကလည်းမေးကြတာလေးရှိတယ်။ဘာလဲဆိုတော့ဟာဟူဟိုကျွန်တော်ရဲ့ဒီ Hubble Telescope နဲ့အနန္တစัจ java ဝါလာမှာကျွန်တော်ပြောတော့ဟာဟာလာဟို Galaxy ကြီးဆိုတော့စัจ java ဝါလာကြီး Space ကြီးကပြန်ကားနေတော့ကြောင့်မလို့ Galaxy ကြီးတခုနဲ့တခုဝေးသွားရတယ်လို့ပြောတယ်။ပြီးတော့ Milky Way နဲ့ Andromeda ကလည်းတိုက်တော့မယ်လို့ပြောတယ်။ဟာဘလို့ကြီးလဲပေါ့နော်အဲ့တခုကမကိုက်ညီဘူးတခုနဲ့တခုဆိုရင်ကျွန်တော်ဘလို့ပြောရမလဲဆိုရင်နော် space ကြီးကပြန်ကားလာတဲ့အတွက်ကြောင့်မလို့တစ်ခုနဲ့တစ်ခုကပိုဝေးသွားတယ်အဲ့ဒီဝေးသွားတဲ့ effect ကဘယ်မှာတိတာလဲဆိုရင်အစကတည်းကဝေးဝေးရှိနေတဲ့ကောင်ကမြင်မြန်ဝေးတယ်အစကတည်းကဝေးဝေးရှိနေတဲ့ကောင်ပိုပြီးမြင်မြန်ဝေးတယ်အဲ့ဒီ effect ကအဲ့ချိန်မှာတိတာ နော်အရန်တိတ်မဝေးတဲ့ကောင်တွေကြောက်ကြတော့ gravity လို့ခေါ်တဲ့ dressing အားအားတာတယ်ဟုတ်လားဝေးကြဝေးတော့မှဒါခုန space scale expansion effect ကတည်တာနော်အဲ့ဒါကြောင့်ဥမာဆိုရင်ဟို Mickey Way နဲ့ Andromeda နဲ့ဆိုအလင်းနဲ့နှစ်တန်းလားဗလားအဲ့လောက်ပဲဝေးတယ်ဒါဆက်ကြဝလာအနေနဲ့ကြည့်မယ်ဆိုတာနီးတယ်လို့ယူဆရလို့ရတယ်အဲ့ဒါကြောင့်မလို့ဘာဖြစ်လဲဆိုတော့ခုနဲ့တူကကတ်လာတယ်ငါအဲ့လိုမျိုးသွားတယ်ဒါကြုံလို့ပြောတာပေါ့เนาะအဲ့တော့ဒါဆို Galaxy Stage အကြောင်းကျွန်တော်အကြမ်းမြင့်တော့တခုပြောပြီးသွားပြီ တော့ခုနသုံးမျိုးပြင် Galaxy ဒီမှာနောက်တစ်မျိုးဘာရှိသေးလဲဆိုရင် Active Galaxy ဆိုတာရှိတယ်เนาะ Active Galaxy ဆိုတာဘာလဲဆိုတော့တဲ့เนาะအဲ့ Galaxy အတွင်းက central ကတဲ့ဘာလဲဆိုတော့သူ့ရဲ့အလင်းတောက်ပါပေါ့เนาะဟာတဲ့သူ့မှာရှိရှိတမျှကျဲပြီးအကုန်လုံးပေါင်းတာထက်အစတရာပို့ပြီးတော့တောက်နေလို့ရှိရင်အဲ့ဒီ Galaxy Active Galaxy လို့ခေါ်တယ်ဘာကြောင့်တောက်နေတာလဲဆိုရင်အောက်မှာထဲမှာ black hole ရှိတယ်အလုံး တိပီးသားဖြစ်မှာမဘလက်ခိုးကနေပါအလင်းရောင်မှမထွက်ဘူးမထွက်ဘဲနဲ့ဘာလို့တောင်းနေတာလဲဆိုရင်ဘလက်ခိုးဘေးနားမှာလဲပတ်နေတဲ့ accretion disk လို့ခေါ်တဲ့ကောင်းကြီးရှိတယ်နော်အဲ့ဒါဘာလဲဆိုတော့ဘလက်ခိုးကနေပြီးတော့ तू စပြီးတော့စားတော့မယ်ဆိုလို့ရှိရင်ဟာလာသူ့နာမှာလာတဲ့ဟာတွေအကုန်လုံး तू ဆွဲယူသွားတယ်ဆွဲယူသွားအတောင့်လိုက်ကြီးမယူ gravity ကြောင့်မလို့အကုန်လုံးခြေဖြတ်သွားတယ်လာဆွဲဆန့်လိုက်သလိုဖြစ်သွားတယ်ခြေပြတ်ပြီးအမှုန့်ကြီးဖြစ်သွားတယ်ဖြစ်ပြီးတော့သူ့နာမှာပတ်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 ပြီးလဲနေတဲ့ချိန်မှာ energy တွေတအားများတယ်စပီကာလည်းတအားများလို့ကြောင့်မလို့ energy တွေထွက်လာတယ် အဲ့ဒါကိုမြင်နေရတဲ့ accretion disk လို့ခေါ်တယ်เนาะအမှမဟာလာသူသူ့အနားမှာဟာကျယ်ဒီအများကြီးဝင်သွားပြီဆိုလို့ရှိရင်တော့ဘာဖြစ်လဲဆိုရင်ဟိုဟာ energy တွေတအားများသွားတယ်အဲ့ဒါကြောင့်မလို့အရန်ကိုတောက်ပြီးတော့ active galaxy ဖြစ်တယ်အစတရာထပ်ပို့ပြီးတောက်သွားရင်အဲ့လိုခေါ်တယ်เนาะအဲ့တော့ကျွန်တော်တို့နေတဲ့ milky way galaxy က active galaxy ဆိုရင်လည်းဝင်လာဆိုတော့မဝင်တော့သေးတာပေါ့เนาะအဲ့တခုအဲ့ဒီ spiral galaxies တွေမှာနောက်တစ်ခုဘာရှိလဲဆိုတော့ကျယ်တွေအကုန်လုံးကပြန့်ကားပြီးတော့နေတာမှန်တယ် ဒါပေမဲ့အဲ့ဒီလက်တန်တွေအခက်ဝေးဝေးပေါ့ခလိန်နဲ့ဝေးတဲ့လက်တန်တွေနာနားမှာရှိတဲ့ကြယ်တွေအများသောအဖြစ်အပြာရောင်တန်းတာများတယ်အတွင်းနားရောက်နေတဲ့ galaxies တွေအများသောအဖြစ်အနီရောင်တန်းတာများတယ်ဟာဘာဖြစ်လို့လဲဆိုရင်သူကဒီလိုသွားတယ်နော်အဲ့ဒီ galaxy တွေလက်တန်တွေကလဲနေတယ်လဲနေစဉ်အတွင်းမှာပဲအထဲမှာရှိတဲ့ကြယ်တွေကလည်းအထဲဟိုအတွင်းကိုလိုက်ပတ်ပြီးတော့လဲတယ်ပေါ့နော်အဲ့လိုလေတာဖြစ်စင်ကဟိုကအရန်အရန်အရန်ကိုကြားတယ်လေတာနှေးလို့တော့မဟုတ်ဘူးဘာလို့ဆိုတော့အားကိုကြီးလွန်းတော့ ဟမ်အဲ့လိုလဲနေစဉ်တွဲမှာပဲကြယ်လေးတွေကဘာလို့လဲဆိုတော့အတွင်းကိုရှောက်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 ပြီးလာတယ်ဟိုဘာသွားဘာသွားတူလဲဆိုတော့ဟိုအဝိုင်းပတ်တယ်လို့ပေါ့နော်ဟိုအဝိုင်းအဝိုင်းပိုင်နေအတွင်းကိုတဖြည်းဖြည်းတစ်ခွေ့ပြီးတစ်ခွေ့အဝင်ဝင်ပတ်လာတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့တဲ့ဟိုအပြာရောင်ကြယ်တွေကသူကတတန်းတူတယ်ဟမ်တတန်းတူတယ်ဆိုတော့အခါကျတော့သူကဟိုအပြင်ဘက်ကစဖြစ်လာတယ်ထားပါတော့ဒါပေမဲ့ဟိုအတွင်းသားကြီးမရောက်ခင်မှာပဲသူကတတန်းကုန်သွားတယ်အဲ့ကြောင့်မလို့အတွင်းမိုင်းဂလက်ဆီအတွင်းပိုင်းမှာဆိုအပြာရောင်ကြယ်တွေတိတ်မမြင်အောင် အနီအောင်ကျယ်တွေကကြတော့တတ်တန်းရှည်တယ်ရှည်လဲခါဆိုသူ့အပြင်မှာလည်းမြင်ရတယ်အတွင်းမှာလည်းသူကြီးပဲကြံခဲ့တဲ့အပြာတွေမရှိတော့ဘူးဆိုတော့အဲကြောင့် galaxy အတွင်းပိုင်းကကျယ်တွေပို့ပြီးတော့နေဟုတ်ပြီနော်အဲ့တော့ active galaxy တွေအကြောင်းကိုပြောပြီးသွားပြီဆိုရင်အဲ့ဒီ active galaxy မှာအမျိုးအစားအဖြစ်ဆိုလို့ရှိရင်အဲ့တော့၃မျိုးလောက်ထပ်ခွဲလို့ရတယ်။နံပါတ်၁ကတော့ဘာလဲဆိုရင် Saber galaxy အဲ့တော့ Saber galaxy ဆိုတာဘာလဲဆိုတော့ तू ကရိုးရိုး telescope နဲ့ကြည့်လို့ရှိရင်တော့ तू ကခလေးကတောက်မနေဘူး။နော်တောက်မနေဘူးဆိုတော့ကျွန်တော် active galaxy လို့မထင်ဘူး။ ဒါမဲ့ radio telescope နဲ့ကြည့်လိုက်တဲ့အခါမှာ radio wave တွေအနည်းငယ်ခလေးကနေထွက်နေတယ်။နောက်တစ်ခါတည်း x-ray တွေ gamma ray တွေထွက်တယ်။နောက်အမှကြည့်လိုက်တဲ့အခါမှာအပြင်ထက်ဆိုင်အစတရာပိုတောက်တယ်။ပိုတောက်တဲ့ကြောင့်မလို့သူ active galaxy အစရင်အကျုံးဝင်တယ်။ဒါပေမဲ့ရိုးရိုး visible light နဲ့ကြည့်လို့မရဘူး။ Hubble telescope တွေပါလိမ့်နေမရဘူး။တကယ် infrared radio wave တွေရတဲ့ telescope နဲ့ကြည့်ရင်ပေါ်တယ်။အဲ့ဒါတခုရှိတယ်။နောက်ပြီးတော့နောက်တစ်ခုကတော့ quasar ဆိုတာ quasar ဆိုတာဗာလဲဆိုတော့အဲ့ဒီ active galaxy က အရန်ကိုအထဲမှာ energy တွေများလွန်အကြီးတဲ့အတွက်ကြောင့်မလို့အပြင်ကို radiation တွေထွက်တယ်ထွက်တဲ့အခါမှာဘယ်လိုထွက်လဲဆိုတော့မှာဒါ black hole ကြီးပဲထားပါတော့အဲ့ဒီ black hole ကြီးကိုပတ်ပတ်လေ accretion disk ကလဲတယ်လဲပြီးတော့သူ materials တွေအကုန်လုံးသူစားပလိုက်တယ်စားလိုက်ပြီးတော့မှာထွက်တဲ့ energy တွေအကုန်လုံးသူဒီလို direction တစ်ခုနဲ့ဒီလိုပြန်ကန်ပြီးတော့ထုတ်တယ် နော်အဲ့ဒီထုတ်တဲ့ဟာကိုကျွန်တော်ဒါ telescope တွေနဲ့ဖမ်းကြည့်လို့ရတယ်အချို့ဟာတွေ x-ray ထွက်တယ်အချို့ဟာတွေ gamma rays ထွက်တယ်အချို့ဟာတွေ visible light ထွက်တယ်မျိုးစုံထွက်တယ်နော်တခါတလေကျရင်အဲ့ဒီဟာတွေထွက်တာမဟုတ်ဘူးတခါကျ material တွေပါထွက်လာတာရှိတယ်ဟာ black hole ကနေ material တွေပြန်ထွက်လို့မရဘူးလေဆိုမဟုတ်ဘူးအဲ့ဒါနောက်မှ quantum မှာ quantum physics ပြောရင်ပြောလို့ရတယ်အဲ့လိုထွက်လာတဲ့ဟာတွေအကုန်လုံးကျွန်တော်တယ်လီစကုပ်တွေနဲ့ဖမ်းကြည့်တဲ့အခါမှာဟာလာအရင်ကတောက်နေပြီဆိုလို့ရှိရင်တို့ကကွာစာလို့ခေါ်ရတာကျွန်တော်ပုံလေးပြထားတယ် ်နော်နောက်တစ်ခုကကြတော့ဗာလဲဆို blazer တဲ့ဟော blazer ဆိုတာဘာမှထွေထွေတူတူမဟုတ်ပါဘူးအဲ့ဒီ quasar ကျွန်တော်ခုနပြောတယ်ဟာလာဒီ black hole ကြီးကဒီလိုလဲနေတယ်လဲနေတဲ့အချိန်မှာ energy တွေအလင်းရောင်တွေကဒီလိုထွက်တယ်အလင်းရောင် x-ray ရောပါအဲ့လိုထွက်တယ်ဗောနော်ဒါကသူဒီလိုလဲရင်ဒီလိုထွက်တာဗောကဲဒီလိုတစောင်းလဲမယ်ဆိုဒီလိုတစောင်းထွက်မှာဗောနော်အဲ့တော့စက်စက်ကြောက်လာတဲ့မှာဖြစ်ချင်တဲ့ direction ဖြစ်ပါလေ အဲ့ဒီခြာမှာမိုက်ထွက်တဲ့ direction ကကျွန်တော်တို့ကြည့်နေတဲ့ကဘာနဲ့တဲ့သွားတယ်ဟာလားကျွန်တော်တို့ကြည့်နေတဲ့ satellite နဲ့တဲ့သွားတယ်ဆိုလို့ရှိရင်ကျတော့အရန်ကိုတောက်သွားတယ်เนาะအဲ့ဒါကိုဘာခေါ်လဲဆိုတော့ blazer လို့ခေါ်တယ်เนาะဒါအခေါ်ပေါ်ပဲတကယ်တော့တူတူပဲ the same object ပဲဟာလား direction ပြောင်းသွားတယ်ကဘာနဲ့တဲ့သွားတော့ဟုတ်ဗျာ miss light ကြီးပလားဖြက်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 ထိုးနေတယ်လေအဲထိုးနေတဲ့ miss light ကြီးကကိုင်းနေမျက်လုံးနဲ့တဲ့သွားတဲ့ခါမှာကျွန်တော်ဒါ blazer လို့ပြောင်းခေါ်တယ်เนาะဒါကတော့ဘာလဲဆိုတော့ galaxies တွေကိုခေါ်တဲ့အခေါ်ပေါ်ကြီးအကြံမြင့်ဖြစ်တယ်ဟဲ့ဒါတော့ဆိုရင်တော့ကျွန်တော် introduction နေပြီးသွားပြီ ောက်တစ်ပိုင်းကတော့ဗာဆက်ပြောမလဲဆိုလို့ရှင်ကျွန်တော်ဒီ cherry ရဲ့ classification လို့ခေါ်တဲ့အမျိုးအစားတွေဆက်ပြီးဆွေးနွေးမှာဖြစ်ပါတယ်